မင်္ဂလာပါ channel msn ပါမနေ့ပြန်မနေ့မှာရှိတဲ့ UFC fight night ကိုအချင်းချင်းလေးပြောပြမယ်6ပွဲလုံးပြောမှဆိုတော့ဗီဒီယိုကိုနှစ်ပိုင်းခွဲပြီးပြောပါမယ်စရအောင် UFC fight night ရဲ့6ပွဲမြောက်အလန်ဇို manifi နဲ့ omasi ဒီပွဲလည်းပဲနောက်ထပ်ရှုံးပွဲမရှိသေးတဲ့ပြင်သစ် fighter omasi နဲ့အသက်38ရှစ်နေပြီဖြစ်တဲ့ နိုင်ပွဲရဖို့ရုံးကန်နေရတဲ့အလန်ဇိုမန်နီဖီကိုတွေ့တဲ့ပွဲပါ။အိုမာစီကကြေးစားပွဲ၁၁ပွဲကစားထားပြီးတော့ပွဲအလုံးအနိုင်ရထားပါတယ်။ finishing rate က70% 80%ခန်းနှုန်းကျော်တိရှိပြီးတော့ပြိုင်ဘက်ကိုတိတ်တောင်းလို့ ground and pound ထုတဲ့အကွက်ကသူ့အတုံးများဆုံးအကွက်တစ်ခုပါ။မန်နီဖီကအလဲထိုးပါဝါရှိပေမဲ့အသက်ကကြီးတဲ့ဘက်ကိုရောက်နေပြီးဒါကတစ်ချက်။နောက်တစ်ချက်ကနောက်ဆုံးပွဲ၃ပွဲမှာနှစ်ပွဲကအလဲထိုးနဲ့ရှုံးထားလို့ရလက်တွေကတိတ်ပြီးတော့မကောင်းဘူး။ပြောရရင် level မြင့်တဲ့5 ိုက်တာတိုင်းကသူ့ကိုကြော်တက်သွားကြတာကြီးပဲတုံးတက်ရရင် မနီဖီကအလဲထုတ်ပါဝါရှိတဲ့အတွက်ပရမအချီပေါ့နော်ပွဲဆက်ဆံခြင်းအချိန်နေမှာဘာမဆိုဖြစ်သွားနိုင်ပေမဲ့အိုမာစီအတွက်ကထိုးကျွေးခံရတဲ့ဖိုက်တာဖြစ်ဖို့ပဲများပါတယ်ဆိုတော့အိုမာစီနိုင်နိုင်ချင်းမြင်ပါတယ်ငါးပွဲမြောက်ကိုဒီဘရန်ဒစ်နဲ့မန်ဇာအဆူမဲလက်ဒီပွဲကတော့ပြင်းမကြီးနဲ့သွေးကြီးလိုက်ရင်သီးဆိုတယ်လို့ပဲကိုဒီဘရန်ဒစ်ကနောက်ထပ်မန်ဇာအတွက်နေမီတက်ရမယ်လှေကလေးတစ်ခုပါပဲ အသက်29ပဲရှိသေးတဲ့အဆူမဲလက်ကကြေးစားရှိပွဲနိုင်တာပြီးတော့ရှုံးပွဲမရှိသေးတဲ့ကစားသမားလည်းဖြစ်တယ်လို့ finishing rate ကလည်း100%ပါတချက်တည်းအလဲထိုးတာမျိုးရှားပေမဲ့ well rounded fighter ဖြစ်ပြီးတော့ပြိုင်ဘက်ကိုတောက်လျှောက် PR ပေးပြီးကစားတတ်တယ်။ Cody Brandish ကတော့ပောက်ကွဲအားပြပြနဲ့ဝုန်းတိုင်တိုင်းဝင်ထိုးတတ်တဲ့ fighter မျိုးပါ။ Fight IG နေပြီးတော့ပြိုင်ဘက်ကိုလည်းလေးလာမှုအားနည်းပြန်တယ်။ကျွန်တော်အနေနဲ့သုံးသက်ရရင်အခြားသုံးသက်တဲ့လူတွေလိုပဲ undefeated မန်တယ်ရှိတဲ့မန်စာအက်ဘဒိုမဲလက်ကပဲနိုင်ဖို့80ရာခိုင်နှုန်းလောက်ကိုရှိပါတယ်။လေးဘက်မြောင်ကိုဒီဂါဘရန့်နဲ့ရီအာနိုဘာဆယ်လိုအသက်33ရှိလာပြီဖြစ်ပြီးငကိုပုံစံပြန်များတော့တဲ့ကိုဒီဂါဘရန့်တယောက်ကဖရဂရီတိုကိုရှုံးပြီးပွဲနှားထားတာတနစ်ကြော်နေပါပြီ။ခုပြန်ကစားမဲ့ပြိုင်ဘက်ကသူ့ထက်အ က်9နဲ့ပိုကြီးတဲ့ဘရာဇီးသားရီယာနိုဘာစဲလိုဖြစ်ပါတယ်။အသက်ကလွဲပြီးတော့ physical ဘိုင်းတယောက်နဲ့တယောက်နဲ့ကတိတ်ပြီးတော့ကွာခြားမှုမရှိဘူး။ဘာစဲလိုကအသက်ကြီးပေမဲ့ပွဲဆက်မပြတ်တဲ့အပြင်လက်ရည်ကျသွားတဲ့အနေအထားကိုမတွေ့ရသေးဘူး။သူ့ရဲ့နောက်ဆုံးနှစ်ပွဲမှာအလားအလာရှိတဲ့ပြိုင်ဘက်၂ယောက်ကိုဇက်တိုက်အနိုင်ယူထားတဲ့အတွက်ယုံကြည်မှုအပြည့်ရှိနေမှာလဲသိကြပြန်တယ်။ဘာစဲလိုက striking အသားပေးဖြစ်ပေမဲ့ ground ဘိုင်းကြမ်းကျင်နေတဲ့ဂျီဂျီဆုဆရာကြီးပါ။ ကိုဒီကပရက်ရှာပေးခံရရင်ကြောင်ပြောက်တက်တဲ့အပြင်ကျန်းပြင်ရောင်းရင်လည်းအခြေအနေမကောင်းတတ်ဘူး။တုံတက်သူတွေကကိုဒီကိုမတိမတာလေးဖေဗာပေးထားပေမဲ့ကျွန်တော်အနေနဲ့ကတော့ရီယာနိုဘာဆယ်လိုကိုပို့ပြီးတော့ကြိုက်ပါတယ်။ပွဲကြီးအစတွေမှာတော့ကိုဒီဘက်ကနေမျောလင်းလို့ရပြီးတော့နောက်ပိုင်းမှာတော့ဘာဆယ်လိုကစီးသွားနိုင်ကြမြင်ပါတယ်။ဟုတ်ပြီဒီ၃ပွဲကိုဗီဒီယိုတစ်ပုဒ်လုပ်လိုက်မယ်။ဟုတ်ကဲ့ကျွန်တော်ညွှန်ရတာပါ channel MSN ရပါဒါကတော့ပတ်ဝန်းပါတတား ဆိုရှယ်မီဒီယာပလက်ဖောင်းတွေရဲ့ rule အရကျွန်တော်တို့က link ချလို့မရတော့ပါဘူးအဲ့တော့အခု QR code လေးကို scan ဖတ်ပြီးတော့ Telegram group ကို join လို့ရပါပြီ promo code MSN1H ကိုသုံးပါ